မင်္ဂလာပါရှင်မေလာ24ရက်စနေနေ့ရက်ထူးထူးခြားခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့စကိုင်းတိုင်းနေဆက်ကိုအိန္ဒိယကလုံခြုံရေးတုံ့ပြန်ချထားတဲ့သတင်းဖြစ်ပါတယ်။စကိုင်းတိုင်းတမူးခရိုင်ခမ်းပတ်မြို့နယ်ကထင်းစဉ်ကြေးရွာဝင်းချင်းအနီးမှာ မေလာ21ရက်ညနေပိုင်းကစလို့အိန္ဒိယဘက်ကလုံခြုံရေးတပ်ဖွဲ့ဝင်တွေတုံ့ပြန်ချထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက တင်နိုဘယ်ခရိုင်ညူဆမ်တာရွာနဲ့အိုဆမ်တာရွာတွေကြားမှာတမူအကြံပတ်အဖွဲ့ဝင်၁၀ယောက်ကိုအာတန်ရိုင်ဖယ်တရင်ကပြစ်ခတ်ရှင်းလင်းခဲ့ပါတယ်။တမူခရိုင်ဘော့တန်ဝီတုတ်ရန်လင်းဖိုင်ဖိုင်နေခုံမွန်နော်နတ်မွန်တာထိုင်းပြင်စားတဲ့ရွာတွေမှာရခင်ကနေဆက်ဖြတ်ကျော်ပြီးကုသရန်ဝယ်မှုတွေရှိခဲ့ပေမဲ့လေအခုဖြစ်စဉ်ဖြစ်ပွားပြီးနောက်မှာတော့နိုင်ငံငယ်နေဆက်မှာလုံးဝအသွာလာမရှိတော့ဘူးလို့ဒေသခံများကြီးပြောကြားချက်အရသိရပါရဲ့ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့ဖားကန့်လမ်းမိုင်းမှာတိုက်ပွဲများပြင်းထန်နေတဲ့သတင်းဖြစ်ပါတယ်။ကချင်ပြည်နယ်ကာမိုင်းဖားကန့်လမ်းမိုင်းမှာနေ့စဉ်တိုက်ပွဲများပြင်းထန်နေကြောင်းဒေသသတင်းတွေအရသိရပါတယ်။မေလ22ရက်9နာရီကန်ကစလုံးခင်လေပြင်းဘက်ကနေအင်အားဖြည့်စစ်ကြောင်းထိုးလာတဲ့နာစကားတပ်ဖွဲ့နဲ့ KIA ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့ထိတိုက်တိုက်ပွဲဖြစ်နေတယ်လို့ကြားသိရကြောင်းလည်းဒေသခံများကပြောပါတယ်။ကာမိုင်းဖားကန့်လမ်းလမ်းတစ်လျှောက်ကစစ်ရေးတင်းမာနေတာ တလဝင်းကျင်ရှိပြီးဖြစ်ပြီးနာစကတပ်ဖွဲ့ဘက်ကဖားကန်လန်ကိုထိန်းချုပ်နိုင်မှုဒရုန်းလေကြောင်းပစ်ကူတွေနဲ့ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းကလေးကထွေးစစ်ဆင်နေရဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ထက်မှန်တင်ဆက်ပေးမှာကတော့ကိုရန်ကျောင်းသူစေကျော်သက်အရွယ်မင်းကလေးအားအာရမချင်းတက်ဖြတ်သူနှစ်ဦးကိုတေလန်ချမှတ်တဲ့တဲ့ရင်ဖြစ်ပါတယ်။ပဲခူးတိုင်းဒေသကြီးတာငူမြို့နယ်တွင်ကိုရန်ကျောင်းသူစေကျော်သက်အရွယ်မင်းကလေးအားအာဓမကျင်းတက်ဖြတ်သူနှစ်ဦးကိုတည်တံ့ချမှတ်ခဲ့ကြောင်းသိရပါဗျ ဖြစ်စဉ်မှာမက်လ19ရက်နေ့နေ့ပိုင်းကတောင်ကုန်မြို့နယ်ကျုံကုန်းကျေးရွာအုပ်စုကျုံကုန်းကျေးရွာမြောက်ပိုင်းရှိတားမီနှူးနေထိုင်တဲ့နေအိမ်တွင် မိခင်ဖြစ်သူဖတ်ကောက်သွားစဉ်တမိဖြစ်သူမှာတက်ပြတ်ခံခဲ့ရကြောင်းသိရပါဗျ။တေဆုံးသူမျိုးသမီးငယ်ကိုအာမခြင်းပြီးနောက်နေအိမ်ရှိနိုင်လွန်ကျူးဖြင့်တိန်ထိုင်အောင်ခေါ်တာပူကရစ်ပတ်ထားစဉ်စီသူနိုင်ကောမှဲ့ကြီးကနေအိမ်မော်ရှိဓမ္မဖြင့်လေပင်အားခုတ်တက်ခဲ့ခြင်းဖြစ်ကြောင်း၎င်းတို့ကိုယ်တိုင်ဝန်ခံခဲ့တယ်လို့သိရပါဗျ။ ၎င်းတို့နှုတ်ကိုသက်ဆိုင်ရာကဖမ်းဆီးစစ်ဆေးခဲ့ပြီးပြစ်မှုထင်ရှားကြောင်းသိရှိရတာကြောင့်တောင်ကိုခိုင်တရားရုံးကရသက်သက်ကြီးပုံမှာ300နှစ်တိခငယ်မြင်းဆောင်34အရာတည်တံ့ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ရခိုင်မလူငယ်များကိုပြည်ပနဲ့ပြည်မသူထွက်ခွာခြင်းမပြုဘဲစစ်မှုထမ်းရမယ်လို့အေးအေးကြေညာတဲ့သတင်းဖြစ်ပါတယ်။ ရခိုင်ပြည်တွင်းမှနေထိုင်တဲ့ရခိုင်လူငယ်များကိုပြည်ပနှင့်ပြည်မသို့ထွက်ခွာခွင့်မပြုဘဲအေအေထံတွင်စစ်မှုထမ်းဆောင်ရမှာဖြစ်ကြောင်းအေအေကမေလ22ရက်ကရခိုင်ဘာသာဖြင့်ကြေညာချက်ထုတ်ပြန်ကြောင်းသိရပါသည် အဆိုပါကြေညာချက်တွင်အသက်16နှစ်မှ25နှစ်အရွယ်အမျိုးသမီးများနဲ့အသက်16နှစ်မှ45နှစ်အတွင်းအမျိုးသားများအားလုံးစစ်မှုထမ်းရမယ်ဆိုတဲ့အေအေရဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ကြောင့်စစ်မှုမထမ်းလို့တဲ့လူငယ်လူရွယ်များမှာရရွာအတွင်မှတိမ်းရှောင်မှုများရှိနေကြောင်း ပြင်းထန်ရောဂါသည်လူနာများနဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့လူနာများမှလွဲပြီးမက်စလာ၁၈ရက်နေ့ကထုတ်ပြန်လိုက်တဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် anti-EP ပါအကျုံးဝင်သူများကိုသွာလာခွင့်ပြုမှာမဟုတ်ဘဲလက်ရှိတိုက်ပွဲများကြောင့်ဖြစ်ပေါ်လာတဲ့အရေးပေါ်ကာလပြီးဆုံးစိန်အထိတားမြစ်ထားမှာဖြစ်ကြောင်းအေအေကကြေညာပါတယ်။ရခိုင်မှချက်ခေါ်လူသူများကိုကုန်းလန့်ရှည်လန့်မှပတ်စံယူပို့ဆောင်ပေးသူများကိုလည်းတွေ့ရှိပါကဒီဇယ်ဥပဒေများအရအရေးယူခံရမှာဖြစ်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားတယ်လို့သိရှိရပါတယ်ရှင်။ thank you